ဒီတစ်ခေါက်ကတော့ဒီပန်းပွေတွယ်လောင်းခေါင်းစီခွင်လေးကိုထုတ်ပြပေးမယ်နော်ဒီဗီဒီယိုထဲမှာကြတော့ဒီခေါင်းစီခွင်နဲ့သိရွက်နဲ့ကကြတော့အရင်ဗီဒီယိုတုန်းကထုတ်ပြပြီးပြီဆိုတော့မထုတ်ပြတော့ဘူးနော်โทนี่วิดีโอလေးကိုကြတော့ caption မှာ link လေးချထားပေးမယ်เนาะဒီ video ထဲမှာကြတော့ဒီ bandwidth လေးကိုထုတ်ပြပေးမယ်เนาะဒါလေးထုတ်ဖို့အတွက်ကြတော့သုံးထားတဲ့ခြေက mecoton 5 ply နဲ့ရအောင်ပေါ့เนาะ SI ကကြတော့ 2.5mm ကိုသုံးပြီးတော့ထုတ်ပါမယ်เนาะ အရင်ဆုံးချိန်15ခါထိုးထားမယ်နော်ချိန်15ခါထိုးပြီးသွားရင်အမှတခါရက်လိုက်မယ်ချီထွန်းနေတဲ့အပေါင်းရဲ့ဒုတိယအပေါင်းရဲ့ကိုကြော်မယ်နော်တတိယများအပေါင်းမှာ တိုင်လက်လေးစထိုးမယ်တိုင်လက်ဖြစ်တဲ့အတွက် Apple က၃ခွင်းစလုံးကိုတခါတည်းထုတ်တယ်တတိုင်းเนาะအမှရစ်မယ်နောက်တစ်ပေါက်ကိုသွားမယ်ချီယူလာမယ် Apple က၃ပေါက်လုံးကိုကြော်မယ်နှစ်တိုင် အမှရင့်မယ်၃တိုင်အဲ့လိုမျိုးတိုင်လက်လေးတွေ73တိုင်ထိုးခဲ့ပါနော်တိုင်လက်လေးတွေထိုးလာတာ73တိုင်ပြည့်ပြီဆိုရင်ဒီနေရာမှာချိန်၄ခါထိုးမယ်နော်ချိန်၄ခါထိုးပြီးသွားပြီဆိုရင်ဒီလိုလေးလှဲ့မယ်လှဲ့ပြီးအမှ၂ခါရင့်မယ်၂ရင့်တင်တိုင်ရှည်ထိုးမယ်နော်ပထမဆုံးဒီအောက်ကအပေါင်းလေးထဲမှာခြည်ယူလာမယ်။နှကွင်းကြော်မယ်။ နောက်ထပ်နှစ်ကွင်းထက်ကြော်မယ်နောက်ထပ်နှစ်ကွင်းထက်ကြော်မယ်ဒါဆိုရင်နှစ်ရက်တင်တန်းရှိတထပြီးရင်ချင်း၃ခါထိုးမယ်ပြီးရင်တော့ဒီအောက်ကနှစ်ရက်တင်တန်းရှိရဲ့ထိတ်မှာအပ်ထည့်မယ်နော်အပ်ပေါ်မှာကြိုးစားနှစ်ခုနော်အဲ့ဒီမှာတိုင်းတို့ထိုးမယ်တစ်ချိန်ပေါ့နော်ပြီးရင်အပ်မှာနှစ်ခါရစ်မယ်နောက်တစ်ပါးကိုသွားမယ်နှစ်ရက်တင်တန်းရှိတတိုင်းထိုးမယ် ်2ချိန်3ချိန်3ချိန်ကြော်ပေးရတယ်เนาะပြီးရင်ချိန်3ခါထုံးမယ်1 2ပြီးရင်ဒီနှစ်ရက်တင်တိုင်ရှည်ရဲ့ထိတ်မှာအပ်ထဲမယ်အဲ့ဒီနေရာမှာတိုင်တို့ထိုးမယ်2ချိန်ရပြီเนาะပြီးရင်နောက်တစ်ချိန်ထပ်ထိုးပြမယ်အမှန်2ခါရစ်မယ်ချီယူလာမယ်3ခါကြော်မယ်เนาะနှစ်ရက်တင်တိုင်ရှည်ပြီးရင်ချိန်3ခါ ချိန်သုံးခါပြီးရင်ဒီတိုင်ထိတ်မှာအထည့်မယ်အဲ့ဒီနေရာမှာတိုင်တို့ထိုးမယ်၃ချိန်အဲ့လိုမျိုး73ချိန်ထိုးရမှာပေါ့နော်အဆုံးထိထိုးခဲ့ပါနော်အဆုံးကိုရပြီဆိုရင်ဒီနေရာမှာချိန်သုံးခါထိုးမယ်1 3ချိန်3ခါထိုးပြီးဒီ2ရက်တင်တာရှိထိုးရတာရဲ့အောက်အပေါင်းမှာချက်ကုန်နဲ့ချိန်မယ်เนาะပြီးရင်ချိန်နည်းနည်းရှိရှိလေးဖြန်လိုက်ပါမယ်เนาะ ီသွားပြီဆိုရင်ဒီဟာလေးကိုအစထိုးထားတာရဲ့အဘက်ကနေစပြီးတော့လိမ့်မယ်နော်စစ်စစ်ကလေးလိမ့်သွားလိုက်ပါနော်ဒီလိုနေထားလေးပြီးသွားပြီလိမ့်လို့ပြီးသွားပြီဆိုရင်ဒီဘက်ကကြိုးစားလေးနဲ့ဒီမှာချုပ်ပြီးတော့အနာသိမ့်မယ်နော်ဒီအောင်နာလေးကိုပဲချုပ်မယ် ဒါဆိုရင်တော့ဒီလိုပန်းပွဲလေးရပါပြီเนาะပြီးသွားပြီဆိုလို့ရှိရင်အပေါ်ကတိရွက်လေးအရွက်ကလေးတွက်ပါဗောနော် margarine လေးလောက်မယ် margarine ထဲမှာတိုင်တို့6တိုင်ထိုးမယ်เนาะဒီနဲတော့လေးငါ6တိုင်ပြင်းဒီဘက်ကစူးစမ်းလေးတင်တင်ဆွဲမယ်เนาะ ပြီးရင်ပထမဆုံးတိုင်တို့ရဲ့ထိတ်မှာရှက်ကော့နဲ့ချိန်မယ်เนาะပြီးရင်တော့ချိန်9ခါတက်မယ်1 2 3 5ချိန်9ခါထိုးပြီးသွားပြီဆိုရင်ဒုတိယအပေါင်းမှာရှက်ကော့လုံးမယ်ရှက်ကော့တစ်ခါနောက်တစ်ပေါင်းမှာတိုင်တို့ထိုးမယ်တိုင်တို့ပြီးရင်တိုင်လက်နှစ်တိုင်ထိုးမယ်เนาะ ဒီနောက်တစ်ပောက်မှလည်းတိုင်လက်ပဲနိပြီးရင်ဒီမှာရှက်ကော့ချက်ရဲ့အပောက်ကိုကြော်လိုက်နော်ဒုတိယပောက်မှာရှက်ကော့နဲ့ချိန်မယ်ဒါဆိုရင်ဒီလိုအချုံလေးတစ်ချိန်ရပြီးဒီနေရာမှာချိန်၅ခါပြန်လာမယ်ဒီအရှိမထုတ်ပြခဲ့တဲ့ပုံစံတိုင်းထုံးမယ်ဒီလိုအချုံလေးတွေ6ခုပြည့်အောင်ထုတ်ခဲ့ပါနော်6ခုပြည့်ပြီဆိုရင်ဒီဘက်ထောင်းနာကြကြလေးမှာရှက်ကော်လေးနဲ့ချိန်လိုက်မယ်เนาะပြီးရင်ချိန်တစ်ခါကြစ်ကြစ်ကလေးထိုးမယ်ခြီးဖြတ်မယ်เนาะ ီဖြက်လာတဲ့ခြေစားကိုကြတော့အနောက်မှာရှိတဲ့ကြိုးစားလေးနဲ့အဲ့နှစ်ခုကို ပူပြီးတော့ခြေလိုက်ပါမယ်နော်ပြီးပြီဆိုရင်စောစောကပန်းပွင့်လေးရဲ့ဒီအလဲတတဲမှာအထိုးထည့်လိုက်မယ်။ခြေဝင်ချိန်မယ်။ချိန်ဆက်၅ခါထိုးမယ်နော်။ ါဆိုရင်1ပေါ့နော်1 2 3အဲ့လိုမျိုးပဲချိန်15ခါပြည့်အောင်ထိုးသွားပါနော်15ခါပြည့်ပြီဆိုရင်ဒီဘက်ကြိုးစားလေးကိုရှည်ရှည်လေးဖြတ်လိုက်မယ်နော်ဖြတ်ပြီးသွားပြီဆိုရင်ဒီအောက်ကခြေစားကိုလည်းဖြတ်မယ်ပြီးရင်ဒီပန်းပွေရဲ့အလှဘက်ကနေပြီးတော့အထုပ်ထည့်မယ်နော် လှဘက်နဲ့မလှဘက်နဲ့တခြားလေးကြည့်ပေးနော်ပြီးရင်ခြေကိုဒီအလဲအကနေဆွဲသွင်းလိုက်မယ်ဒီလိုလေးရအောင်ဆွဲအောင်ထိရအောင်ဆွဲနော်ဒါဆိုရင်ဒီနေရာလေးမှာကော်လေးတွေနဲ့ကပ်မယ်နော် ဒါဆိုရင်တော့ပန်းပွက်လေးထိုးလို့ပြီးပါပြီပေါ့နော်ဒီလိုခေါင်းစည်းကွင်းနဲ့တွေ့တဲ့ပုံစံလေးကိုကြတော့အပေါ်ကဗီဒီယိုလေးရဲ့လင့်တွေကအတိုင်းကြည့်ပြီးတော့လုံလိုက်ပါနော်